โอเคဒီကားထဲမှာပါတာတချင်ကတော့အမကိုရိုင်းဆိုထားပါပါဘာလို့လဲဆိုဒီကားထဲမှာပါတဲ့ကိုယ့်ရဲ့ character ကိုကလည်းစိုင်းမှာဆိုတဲ့အဆိုတော်ဖြစ်တဲ့အတွက်ကြောင့်မို့လို့ဒီကိုယ့်ရဲ့တယုတ်ဆောင်တဲ့ character ကိုပြပြအောင်ဒီတချင်ဆိုတဲ့ဟာကိုတတ်နိုင်ဆုံးစူးစမ်းပြီးဆိုဆိုထားတာပါရှင်ပိုးထည့်ပေးလိုက်တာဟိုဟာဟိုကိုယ်ကလည်းမြန်မာတန်တချင်းနေကြိုက်ပါတယ်ကိုကိုရိုင်းကလည်းကြိုက်တယ်ဟိုကြိုက်တဲ့ခါကျတော့ဒီလိုတချင်းလေးတွေဆိုရတာကိုလည်းပြောပါတယ်စာမလေးမော လူတယောက်ကိုမုန်းလို့တိုက်ရင်တခါမဲတယ်ပါ။နာကြီးစိမ့်နဲ့နှလုံးသားကိုဖြတ်ရိုက်မှာအခါခါတိ။ဒါကြကြည့်တော့လေဒါခုမှပြန်ကြည့်ရတော့ဗောနော်ဆိုတော့အာတော်တော်လေးကိုဒီနေ့မှထိတယ်။တကယ်ကိုမြန်မာမှုစစ်စစ်အရသာလေးပဲခံစားရတယ်ပြီးတော့တကယ်လူနေမှုဘဝမှာလည်းဖြစ်ပြနေတဲ့အရာတွေပေါ့နော်ဆိုတဲ့အခါကျတော့တော်တော်လေးကိုကြည့်လို့ကောင်းပါတယ်ရှင် အဲဒီ character ကိုဟိုရုံရုံကြည်ဟိုဘာပေါ့ကိုတာဝန်ပေးတယ်ပေါ့ character ကိုအော်ရတာကိုကျေးဇူးတင်ပါတယ်အဲ့တော့စတော့ဒီကားကိုရိုက်မယ်ဆိုတော့အဲကိုကိုရယ်တချင်းဆိုအစီအစဉ်တော့မရှိဘူးပေါ့နော်အဲဒါပေမဲ့ကိုအော်ရတာကဘာပြောလဲအမရဲ့ဒီထဲမှာရဲ့ size ဆိုတော့ဆိုတော့တဲ့ဒီထဲကစိုးရမဲ့တချင်းတွေကိုတဲ့အမကိုရယ်ဆိုရင်ပိုကောင်းမယ်ထင်တယ်တဲ့ဆိုတော့ကိုကနားထောင်ကြည့်လိုက်တဲ့ခါကျတော့ပြောရရင်ဒါကိုတစ်ခါမှမဆိုဘူးတဲ့ပုံစံပေါ့နော် ။ဆိုပြီးတဲ့ခါကျတော့ပြီးတော့ဒီတချင်းတွေရတယ်ဒီကေမြန်မာတန်ဆစ်ဆစ်တချင်းတွေဆိုတော့လေဆိုတော့အမားရင်းမခံလို့မရဘူးပေါ့ဆိုတဲ့ခါကျတော့အဲအမားစူးစမ်းကြည့်မယ်ဆိုပြီးတော့အမားအာပြောတဲ့ခါကျတော့မန္တလေးကဒီဇိုင်နာထွန်းထွန်းလင်းနဲ့ကိုမျိုးမင်းဆိုတာအာဒီတချင်းဆိုမယ်လို့ပြောတဲ့ခါကျတော့ဒါဆိုရင်အဲအမားရဲ့ဒီဆရာမကြီးရှိရပေါ့အမေထေသီးတန်းတန်းဆိုတာဒါရင်ကျေးမှုอ่ะပေါ့เนาะအဲဆရာမကြီးအမေထေသီးတန်းတန်းနေပြီးတော့အမကိုဒီတချင်းနေဆိုဖို့အတွက်ကိုသူက ဘိုကေကိုင်းလှုပ်ပေးခဲ့တာပါဒါကြောင့်လဲဒီသချင်းလေးကအမေထဲသီးတန်းတန်းကိုဘိုကေကိုင်းလှုပ်ပေးခဲ့လို့လဲဒီလိုတတ်တတ်ရဲခလေးထွက်လာလို့လေအဲအမေထဲသီးတန်းတန်းရောအဲဆက်သွယ်ပေးရဲကိုထုံးထုံးလေးနှုတ်ကိုမျိုးမင်းဆိုးလို့လဲကျေးဇူးတင်ပါတယ်ပြီးတော့အမောဒီကားမှာဒီကာရိုက်တာအနေနဲ့ရုံကြည်ကြည်နဲ့အမောကိုတယုတ်ဆောင်ခွင့်ပေးခဲ့တဲ့ကိုရတနဲ့ဒီရောတန်ဝိုင်းတော်သားအားလုံးကိုကျေးဇူးတင်ပါတယ်အဲ့ဒီတချို့အရင်ကိုဩရတအမဒါဒါဒါ ဟိုဒီလောက်ဆိုရမယ်ပေါ့နော်ကိုရတာပို့လာတဲ့တခြင်းနေပို့လာတဲ့ခါအဲ့ဒါကိုငကိုမူရင်ဟိုဆိုတဲ့တခြင်းတွေကနားထောင်နားထောင်ပြီးရဲ့ခါကျတော့ဒီမအဲမန်းလေးမှာအဲ့တခြင်းတွေအကုန်လုံးတရက်ထဲနဲ့အပြီးသွင်းရတာတရက်ထဲနဲ့ပြီးသွင်းရတော့ဟိုအမေထိတိရဟိုမတွင်းရင်တခြင်းအတန်မတွင်းရင်နှစ်ရက်လောက်ကြိုပြီးတော့သူကကိုဟို training လုပ်ပေးခဲ့တယ်ပေါ့နော်ပြီးရဲ့ခါကျတော့တွင်းတဲ့ခါကျတော့လည်းအမေကအဲ တနေ့လုံးပဲအဲ့တချင်းစသွင်းတဲ့ချိန်အားစပြီးတော့ညနေဆောင်ထိတောက်လျှောက်အမနာမှာနေပြီးတော့မှဒီသူ တေချာလုပ်ပြီးတော့ကို့ကိုဂိုက်လုပ်ပြီးခဲ့ပေါ့ဒါကြောင့်လည်းအဲ့လောက်တက်တက်ရရလေးပေါ့နော်ပြီးတဲ့အခါကျတော့ကိုဘိုနိုင်ကိုဘိုနိုင်ကိုလည်းကျေးဇူးတင်တယ်ကိုဘိုနိုင်နဲ့အတက်ဖိုင်းတဲ့သူတွေအားလုံးကလည်းမီးရမလားချွေတလုံးလုံးနဲ့အကုန်လုံးကစတူဒီယိုထဲမှာလေအဲ့လိုစိတ်ရှည်လက်ရှည်နဲ့ကိုဟိုအချိန်ပေးပြီးလုပ်ပေးခဲ့လို့တတ်တတ်ရရလေးထွက်လာတာပါရှင်။ဒီကတော့ဒီလိုမျိုးစိုင်းသိရှင်တွေကဘယ်လိုဆိုကြပါ့မလား။ဆိုခဲ့ဘူး။ဒါပထမအဆုံးဆိုတာပါ။ဟုတ်။ ဒီဇက်လန်းကိုကိုကမရက်ခင်ခဲ့တဲ့အချိုးဖတ်ထားတာပေါ့နော်ဆိုတော့ဒီပြောညွန့်ဆိုရင်နောက်ဆုံးတချင်းလေးရှိတယ်အဲ့နောက်ဆုံးတချင်းလေးကြတော့အဲ့တချင်းလေးကိုသွင်းနေတဲ့အချိန်မှာအဲ့တချင်အဲ့တချင်သွင်းနေတဲ့အချိန်မှာပဲဒီကိုဇက်ဒီဇက်လန်းတစ်ခုတော့ကိုရင်ထဲမှာရှိနေတာပေါ့နော်ရှိနေခါကြတော့အဲ့အတန်အဆအဲ့အဲ့မှုကဝင်သွားတယ်အဲ့လိုမျိုးဖြစ်သွားဒီမှာအားလုံးကလေပါတဲ့တေးဥဆောင်နေအားလုံးအကုန်လုံးတေးဥဆောင်ဟိုအားလုံးကြိုးစားကြတယ်ပေါ့ သူလောက်ရမဲ့ character ကိုတည်တည်တတ်တတ်နဲ့တတ်တတ်ရရက်နဲ့ကြိုးစားတယ်ဒီကားထဲမှာပါတာတချင်းကတော့အမကိုရိုင်းဆိုထားပါပါဘာလို့လဲဆိုတော့ဒီကားထဲမှာပါတယ်ကိုယ့်ရဲ့ character ကိုကလည်း side မှာဆိုတဲ့အဆိုတော်ဖြစ်တဲ့အတွက်ကြောင့်မို့လို့ဒီကိုယ့်ရဲ့တယုတ်ဆောင်တဲ့ character ကိုပြပြအောင်ဒီတချင်းဆိုတဲ့ဟာကိုတတ်နိုင်ဆုံးကြိုးစားပြီးဆိုဟိုဆိုထားတာပါရှင်တပတ်လောက်တော့တချင်းကိုဟိုနားထဲမှာနားရင်ဝအောင်ကြည့်ရတာပေါ့နော်ဒါချင်းပြီးတော့မှတော့အမေအမေထိပ်တီးတန်းတန်းနဲ့က၂ရက်၃ရက်လောက်နေချင်းခဲ့ရတယ် ပြီးတော့သင်းသွင်းတဲ့ခါကျတော့တရက်ထင်းနဲ့အဲ့သင်းလေးအကုန်ပြီးသွင်းရတာပိုးထည့်ပေးလိုက်တာဟိုဟာဟိုကိုယ်ကလည်းမြန်မာသံသင်းလေးကြိုက်ပါတယ်ကိုကိုရန်ကလည်းကြိုက်တယ်ဟိုကြိုက်တဲ့ခါကျတော့ဒီလိုသင်းလေးကြီးစိုးရတာကိုလည်းပြောပါတယ်အဲမျိုးတို့ဟိုအားလုံးတက်ညီလက်ညီနဲ့ကြိုးကြိုးဆဆနဲ့ဖန်တီးထားတဲ့အမှုပညာလေးတစ်ခုပေါ့နော်အဲ့ခါကျတော့မြို့တို့ဖန်တီးထားတဲ့အမှုပညာလေးကိုပရိသတ်တွေအတွက်အဆင်ပြေမယ်ထင်ရင်တော့ လာကြည့်ကြပါ လာအားပေးပါလာအခဲဖြတ်ပေးပါလို့မြေမှာဖိတ်ခေါ်ကြပါတယ်ရှင်။